မြတ်သလောဘုရားကမြန်မာနိုင်ငံအလဲပိုင်းမကွေးမြို့ရဲ့အနောက်မြောက်ဘက်အစွန်အီယာရီမြေကမ်းဘေးနာကုတ်တမတောင်ကုန်းမှာတည်ရှိပါရယ်မကွေးများသလုံးမလွန်များတဲ့ဘိတ်လို့ဆိုရရှိတဲ့အတိုင်းမြန်မာနိုင်ငံတကောကြီးဘုရားတွေမှာမြတ်သလောဘုရားလည်းအပါဝင်ပေးဖြစ်ပါရယ်တမိုင်းဆိုရမြတ်သလောဘုရားကကတ္တပဘုရားရဲ့ရွှေသလွန်တော်နဲ့ဂေါတမမြတ်စွာဘုရားရဲ့မြတ်သလွန်တော်တို့ကိုထာပနာပြီးတော့တည်ထားတယ်လို့ဆိုပါရယ်ဂေါတမမြတ်စွာဘုရားက ဖျားဖြစ်တော်မူပြီလို့ဝါတော်20ကိုရောက်တော့အခါသူနာပရဏတိုင်းလဲခိုင်းသားတို့ကစနကူသားနဲ့ဆောက်လုပ်ထားတဲ့ចောင်းတော့ကိုအလုခံတော်မူဖို့အတွက်မျက်စွာဘုရားတန်းပွားရောက်လျှောက်ထားကြပါသည်။ဖျားသခင်ကမဟာတက္ကရရဲ့123ကိုဝါဆိုလားဆုံးရှိရနေမှာလဲခိုင်းစနကူနတ်သားចောင်းကို အလုခံတော်မူပြီးတော့ခုနှစ်ရက်ပတ်လုံးဇန်ရဲ့ချမ်းသာခြင်းနဲ့မွေရော်တော်မူလို့တရားတည်တနာတိုက်ကျွတော်မူပါသည်။ ထမတပန်ရှုပ်ပွက်တောင်နှုန်းနဲ့ချန်ရန်လျက်ရှိတဲ့မင်းဘူးမြို့မှာရှိတဲ့စကိန်းတဲတောင်ထိပ်ကိုကြွချပြီးတရင်သုံးနေတော်မူပါ ರೀ ။ရှေးပြအဆူဆူပွင့်တော်မူစဉ်ကထိုတောင်ထိပ်ကို ရောက်တည်ရှိသောတကြားနမည်ကယဒနာတလွန်တော်ကိုလူရဲမြေဖြစ်သည့်အတိုင်းဂေါရမမြတ်စွာဘုရားကိုလည်းညာသားအတိပြီးတဲ့တလွန်တော်ကိုလာရောက်လှူဒန်းလိုက်ပါ ರೀ ။ထို့အချိန်မှာအေယာရီမြေအရှိတ်ကံခက်လန်းလန်းတောင်းနေကြီးတစ်ခုမှနေတဲ့ဘောတော်ဘောကျော် ဘောသူရဘောရတအမီတဲ့ဘီလူညင်အောင်လေးဦးတို့ကမြတ်စွာဘုရားတန်ဆူကြကဖန်ကားသီးတွေတွားရောက်လူရန်ပြီးတော့တရားသခင်ရဲ့တရားတော်ကိုနားကြားရတဲ့အတွက်အကျိုးတရားရကုန်ပါ रे တရားနာပြီးတော့ဘုရားသခင်ကို ကိုယ်ကရအမွေတစုံတစ်ခုပေးသနာတော်မူပါရဲ့ရှောက်ထားတဲ့အတွက်ညာသားလွန်တော်ကိုပေးရလီတော့ပါ रे ဘီလူညင်အောင်တို့လည်းအာရရွှလန်းစွာနဲ့တလွန်တော်ကိုပိတ်ဆောင်က မကွေးမြို့ပတ်ကန်ရှိမိမိတို့နေရာတော်ကျေးတွင်မှာထပနာပြီးတော့ ဖျားတီကိုးခဲ့ကြပါတယ်။ဒါပေမဲ့နေရာမှန်မဟုတ်တဲ့အတွက်တကြမင်းကသူ့ရဲ့တကူနဲ့ထိုဖျားကိုဖြိုကောင်းညသလုံတော်ကိုပိတ်ဆောင်သွားခဲ့ရာရကူတက်တိုင်အောင် ထိုဖျားပြိုရှိတဲ့နေရာကိုအမိပြုပြီးတော့ဖျက်ပြိုရွာဆိုပြီးတော့တရှိနေပြီးသေးပါတယ်။တကြမင်းကဘလူးတို့တီချတဲ့ဖျားကိုပြက်ကောင်းညသားသလုံတော်ကိုယူပြီးတော့အရာရီမြေကမ်းမှာသတင်းသုံးနေကြတဲ့ဒိဗ္ဗစကုဒိဗ္ဗတော်တာ ဒိဗနာနာမီတဲ့ရေသိကြီးသုံးဦးထံကိုပြင်ဆောင်သွားပါရီအိမ်နောက်တော့ကတ္တပဘုရားလက်ထက်တော်အကာကရွှေသားတလုံနာကိုဌာပနာခဲ့ပူသောနဂုတ်တမတောင်ထိပ်မှာမြတ်တလုံတော်ကိုလည်းဌာပနာပူအတွက်စီမံပါရီသူကပထမလေးတစင်းမှာဗရမပြတ်သက်တော်မှာဂရမမြတ်စွာဘုရားရဲ့မြတ်တလုံကိုတင်ဆောင်ရင်၎င်းဒုတိယလေးတစင်းမှာရွှေသားပြတ်သက်တော်မှာကတ္တပဘုရားရဲ့ရွှေသားတလုံတော်ကိုတင်ဆောင်ရင်၎င်းမဟာတကယ်ရိ128ခု တပေါင်းလားပြည်နေမှာ ARD မြည်နေတဲ့အရင်စီမံပြီးတော့ထမနာတော်မူပါရည်နောက်ထပ်စေတီတီဖို့ကဘေလို့ညင်အောင်တို့ဆုတေပြီးလူသားစင်စစ်ဖြစ်တော်အခါမှာသာဖျားတင်ရဲ့တင့်နေအကြောင်းရသေးတို့ကိုပန်ကြပြီးတော့တောင်ရိန်နာကိုပြန်ကြွသွားပါရည်ထိုရသိမြတ်သုံးမတို့တရင်သုံးတော်မူရာနေရာနေမကွာဝေးတဲ့နေရာမှာမဟာကာမမြည်တဲ့ရွာကြီးတွေဟာရှိပါရည်အဲ့ဒီရွာကြီးမှာဂရီများစွာကျဲပါရည်သူဘောကဆိုတဲ့တရေကြီးတူရှိတော့ရသေးတို့ရဲ့ ပစ္စည်းလေးပါတာရက်ကပဲဖြစ်ပါတယ်။ဒီနေ့မှာတရေကြီးကရသေးသုံးထံရောက်သွားပြီးဘုရားသခင်ရဲ့တလွန်တော်ထာပနာရာနာဂုတ်တမတောင်ထိပ်မှာဇေဒီတီပါရဲ့လျှောက်ထားပါတယ်။ဒါပေမဲ့လုံဝေစားများဖြစ်ကြတဲ့ဘလူးညင်အောင်တို့နဲ့တိုက်မိပြီးပူပေါင်းဇေဒီတီမသာထမြောင်အောင်မြင်မဲ့အကြောင်းကိုမိန့်ကြားလေးပါတယ်။ဒါကြောင့်တရေကြီးကလုံဝေစားဘလူးညင်အောင်တို့ကိုမြည်သူမြွာဆိုလို့မသိဘဲနဲ့ရှာဖွေရတော့ပါတယ်။ တရေကြီးမှာအစင်းအင်ကတင့်တယ်လာပါတဲ့ပုံနာဝရီမိသော သမီးတယောက်ရှိပါသည်တရေသမီးလည်းလူဝင်စားဘီလူညင်အောင်တို့ကိုထုံမအီမရွာစဉ်လျှောက်လို့ရှာပေးတော်လဲမတွေ့တဲ့အစုံမှာမြသားတလုံးထဘာနာထားတဲ့နတ်ကုတ်တမတောင်ရဲ့တောင်မတ်တစ်ခုသော ကုန်းမြင့်ပေါ်ကိုရောက်သွားပါသည်ထိုတောင်ငုံပေါ်မှာအမျိုးမျိုးသောပန်းတို့ကိုတည်ကုန်ပြီးပန်းငုံတစ်ခုပြုတ်လို့ပြီးတော့အလိုရှိသောစာဝေကိုလည်းရှိသားထားပါသည်ထိုစာဝေကိုပန်းငုံနဲ့ရစ်ပတ်က လူဝင်စားတဲ့လူသားရိတာပဲတွေ့မြင်နိုင်ပါစေတည်းဆိုပြီးတစ္ဆာဒိဋ္ဌံပြုလို့ထားခဲ့ပါတယ်။ထိုနေရာမှာပန်းရည်တောင်စီရီဆိုပြီးတော့ရှိပါတယ်။ထိုမှာတပံပုံနာဝတိကနဂုတ်တမတောင်ကိုတက်ကညသားတလုံကိုရှစ်ကိုပူဆောင်ပြီးတော့မြောက်ဖက်ဆူဆူတမိုင်ကဝီးတဲ့ကုန်းမြင့်တစ်ခုကိုရောက်လီတဲ့ခါမှာငါ၏လင်းလောင်းလျာဘောကျောဆိုသူလူဝင်စားသည်ယခုအခါအပေရက်မှာရှစ်လိမ့်နေနေဆိုပြီးတော့မျောမန်းတောက်တာနေပါတယ်။ ဤနေရာမှာရွှေလင်းမြောင်စီတော်တစုရှိပါသည်။အဲ့နောက်တော့မိမိရွာကိုပြန်มาသည်။လူဝင်စားတွေဖြစ်လာကြတဲ့ဘောတော်ဘောကျော်ပြည်လူညင်အောင်တို့ကအရွယ်ရှောင်းလာကြတဲ့အခါကုံတဲ့ဘောကနေဒီနေ့မှာတော့ရေသေးကြီးသုံးဦးတန်းရောက်လာကြပြီးတဲ့နောက်မြသလုံးထာမနာထားရဖြစ်တဲ့နာကုတ်တမတောင်ထိပ်ကိုသွားမှာတောင်ဘက်ကုန်းမြစ်ကိုရောက်လာကြပါသည်။တကုံထက်မှာပုံနာဝရီဒိတ်တန်ပြုခဲ့တဲ့ပန်းကုန်းရှိဘက်သားတွေစာကွေကိုတွေ့ရဖတ်ရှုကြတဲ့အတွက်ကြောင့် အကြောင်းစုံသိရှိကြပါရယ်။အဲဒီနောက်တော့တလွန်တော်ကိုဖူးပြီးတော့ပုံနာဝတီရှိရာရွာကိုသွားကြပါရယ်။တရေကြီးလည်းအနှစ်နှစ်ကတောင်တာစောင့်မျှော်နေရတဲ့ဘောတော်ပေါ်ကျော်လူဝင်စားညင်အောင်တို့ကိုတွေ့ရတဲ့အတွက်ကြောင့်ညားစွာဝမ်းမြောက်ပါရယ်။အဲဒီနောက်တရေကြီးနဲ့တကွဘောကျော်တို့ညင်အောင်နဲ့တို့ပုံနာဝတီတရေသမီးတို့ကဆရာရသိသုံးထံသွားရောက်ဖူးမြော်ကြရာရသိတို့ကတကြမင်းမှားစကားကိုပြောကြားလီတော့ပါရယ်။တရေကြီးကညီတော်ဘောတော်ကို ရွှေသားနွားဝံတတင်ငွေသားနွားဝံတတင်တင်ဆောင်စေလို့ပြန်လွန်လိုက်ပါတယ်။နောင်တော်ဘောကြောကိုတော့တမီးတော်နဲ့ထိမ်းမြလိုက်လိပါတယ်။မဟာတက္ကရေ150ပြည်နှမရေသေးစီ3နဲ့တကွတကြားမင်းတတိကြီးတမီးသုနာဝတီနဲ့တမက်ဘောကြောတို့ကရွှေသားတလွန်တော်နဲ့မြာသားတလွန်တော်တို့ကိုထပ်ပနာပြီးဇေဒီတီကြပါတယ်။ဖျားတီနေစဉ်အချိန်တွင်မှာဘောဟောင်ကစီရောမျိုးတော့ဘလူးပေါင်းတို့ဝိုင်းမုံပြီးတော့တီးပေးကြပါတယ်။ ထိုကားမှာဘောကျော်ကလွန်စာမှတရာကြည်နူပိဋိထောပနာဖြစ်ပြီး သောတာပန်တည်သွားခဲ့ပါတယ်။သောတာပန်တည်ပြီးနောက်ခုနှစ်ဘဝမြောက်ရင်အမှန်အကန်နိဗ္ဗာန်ဆံဝင်ရမယ်ဆိုတာကိုသိရှိသွားပြီးဝမ်းသာလွန်းတဲ့စိတ်ကြောင့်ပြုံးရည်မိခဲ့ပါတယ်။အဲ့ဒီလိုပြုံးရည်ခြင်းကမြတ်လုံးဇေရောကြီးရဲ့အလဲပေါင်းရည်နေရာမှာဘလူကောင်20တကောင်ထဲ့သိမ်းထုလုပ်စေတဲ့အခါတောက်ကြနဲ့တနင်္ဂနွေတောက်ကြမှာရှိတဲ့ဘလူကောင်က ဘောကြောင့်ပြုံးရင်နေတဲ့ပုံစံအတိုင်းဖြစ်ပေါ်ခဲ့ရပါတယ်။ပြန်စရာတွေချိန်ချိန်ပြုပြင်ခဲ့တော့လေဘလို့မှပြင်လို့မရပဲပြုံးရင်နေတဲ့ပုံသာပြက်ပြစ်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ပြန်စရာတို့လည်းအဲ့ဒီအတိုင်းသာထားခဲ့ရပါတယ်။ဒါကြောင့်မြတ်တလုံးဖရာကထူးဆန်းစွာပြုံးရင်နေတဲ့ဘလူကနိဗ္ဗာန်ဝင်ရမယ့်အကြောင်းကိုသိရှိသွားပြီးပြုံးရင်နေခြင်းသာဖြစ်ပါတော့ရှင်။ဟုတ်ကဲ့ပါဒီကနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ ကျမတို့ရဲ့ channel လေးကို like နဲ့ share လေးလုပ်တော်မူအတွက်မမေ့ကြပါနဲ့ရှင်။နားဆင်အောင်ပြေကြတဲ့ပရိသတ်များအလုံးကိုကျေးဇူးတူပိတ်တင်ရှိပါရရှင်။